ကချင်မှာကချင်ကနည်းနည်းပဲရှိတယ်။ကျန်းနာဘာတွေလဲရှမ်းပြည်တွေပေါင်းလို့သိတဲ့အတိုင်းပဲ။ဟုတ်ပြီနော်။အဲ့တော့ဘာဖြစ်လဲ။အကုလုံးပြန့်နှံ့နေတဲ့ခေကြီးမှာနော်အကန့်အသတ်ရှိရပြန့်နှံ့နေတဲ့ခေကြီးမှာလူနည်းစုကကချင်ပြည်နယ်လို့တတ်မှတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ငါတို့လူမျိုးငါတို့နေမြေဆွဲအဆွဲရဒီနေ့ဘာဖြစ်သွားလဲကိုလို့အဲ့အတွက်ကြောင့်လို့ကိုကပြောချင်တာအန်ဒီအတော်ရှိတယ်နော်။ကြည်တယ်လို့ပဲကိုကပြောရလိမ့်မယ်။ ဒီနေ့ကဘာဖြစ်စဉ်တွေကိုကြည့်လို့ရှိရင်အဲ့ဒါသိပေါ်တာပဲဆိုရှယ်လက်ခင်မှာတော့တော့နော်တိုင်းသားစီးလုံးညီညွတ်ရေးတပ်ဘုလားရှမ်းပြည်နယ်တို့ကချင်းပြည်နယ်တို့ရင်းပြည်နယ်တို့မွန်ပြည်နယ်တို့ပြီးခဲ့တယ်ဒါကသူခင်မှာတော့ပေါ့နော်အဲ့တော့ဘာဖြစ်လာလဲလို့ပြောလို့ရှိရင်အစွဲလေးတွေနဲ့ရှိလာတယ်ဒါငါပြည်နယ်တဲ့သူ့လူကြီးကနေတယ်တဲ့သူ့နာမည်နဲ့ပြည်နယ်တတ်ထားတော့ဖြစ်လာတယ်အဲ့တော့ကိုတို့အချက်ကြည့်ကြအောင်ကဘာကိုကြည့်ကြည့်အောင်ကဘာမှာအရင်တော့ကပေါ့နိုင်ငံကြီးဝါရတွေအားပြိုင်တယ်အဓိကတော့လက်ဝဲလက်ရပေါ့နော် အကွန်မြူနစ်နဲ့ဒီက liberal နဲ့အားတိုင်တဲ့အချိန်မှာတော့သတိထားကြည့်နော်ကွန်မြူနစ်နဲ့ liberal နဲ့ဆိုပြီးတော့တချမ်းကိုရတယ်လူမျိုးစွဲဒေသစွဲမပါသေးဘူးနော်နိုင်ငံကြီးစနစ်ပေါ်မှာပဲပြောတာနောက်တစ်ခါကြားတဲ့ခါကျတော့အရှိအုပ်စုနဲ့အနောက်အုပ်စုကြီးထပ်ကွဲတယ်အဲ့တော့အရှိအုပ်စုနဲ့အနောက်အုပ်စုဆိုရင်ဘာဖြစ်သွားလဲဒေသပါသွားပြီနောက်တစ်ခါရေနံနဲ့တွေ့လဲတွေ့ရော Middle East ဆိုတဲ့အရှိအလေပိုင်းဒေသတစ်ခုပေါ်လာတယ်ဟုတ်ပြီနော် အဲ့တော့အဲ့ဒီမှာကြာတော့သူကဘာပြန်လာဖြစ်လာလဲဆိုသတိထားကြည့်လူတွေကတိတ်တိတ်မထားမိကြလို့နော် Middle East ဆိုတဲ့အရှေ့အလယ်ပိုင်းဒေသတစ်ခု ပေါ်လာတဲ့အပြင်ကိုအဲ့ Middle East မှာအနေများတာကသူကအစ္စလာမ်တွေဖြစ်သွားတယ်အစ္စလာမ်နိုင်ငံများဆိုပြီးတော့ကြည့်အခုထပ်ဖြစ်လာတယ်ဒါအစွဲတစ်ခုပဲဒီနေ့ကြာတဲ့အခါကျတော့ဟုတ်တော့မဟုတ်တော့ဘူးနော် OIC ိတဲ့အတိုင်းနဲ့58နိုင်ငံအဲ့ဒါတစ်ခုတစ်ခုဖြစ်လာအဲ့တော့ပြီးခဲ့တဲ့ဟာလာတိတ်မကြသေးဘူးကြာပိုင်းအတွင်းကကာတာကိုတိုက်သွားတယ်ကွယ်ဒီစွေကတိုက်သွားတယ်တိုက်သွားတဲ့ခါကျတော့ဘာဖြစ်သွားလဲတဲ့ချက်ချင်းပဲ Middle East ကစီယုံသွားတယ်အဲ့ဒီအပြင်ကို OIC ကပါစီယုံသွားတယ်သိထားကြည့်နော်အဲ့တော့ဘာဖြစ်သွားလဲဒေသဆွေအပြင်ကိုဘာသာဆွေလူမျိုးဆွေပါပါသွားတယ်အဲ့အဆွေကတော်တော်ရောက်ဆက်ကောင်း တော့ကိုလိုနိုင်ငံမှာလည်းအဲ့လိုပေါ့နော်အရင်တုန်းကတော့အမှန်ပါလေဟာလာတုခေတုဖာတုန်းကတော့ဟာလာဒါလုတ်တင်ပါတယ်နော်ဒိုင်နာစီလိုညီညွတ်ရေးအတွက်ကိုဦးစားပေးပြီးတော့မှရှမ်းကချင်ကရင်ဆိုပြီးထားခဲ့တယ်ဒီနေ့ကြတော့အဲ့အစွဲကလာပြီးတော့ပါမှငါပြည်နယ်ငါလူမျိုးဖြစ်သွားတကယ်ကြတော့ကိုလို internal migration ဆိုတာဟိုဘက်တူရသွားတာအများကြီးပဲရထားကြည့်ပါတော့ကိုရခိုင်ပြည်နယ်စစ်ဖြစ်သွားတယ်စစ်ဖြစ်သွားတော့ရခိုင်နေအများကြီးပဲရန်ကုန်ဝင်လာတယ်ဟုတ်ပြီနော် ဲရန်ကုန်မှာအနေများတာကကိုလိုမြန်မာတွေအနေများတယ်ငါတို့မြန်မာရန်ကုန်တိုင်းပေါ့ကွာနော်ရန်ကုန်တိုင်းမှာငါတို့မြန်မာတွေအနေများတော့ငါတို့နေမင်းတို့မလာနဲ့ကိုလိုပြောလို့မရဘူးလေသူလည်းကိုလိုရဲ့တိုင်းရင်းသားပဲကိုလက်ခံပေးတာပဲအဲ့လို migration ဆရာအများကြီးဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ဟုတ်ပြီနော်အကုန်ပြတ်နေပြီနော်အမကချင်ထားကြည့်တော့အကချင်မှာကချင်ကနည်းနည်းပဲရှိတယ်ကျန်တာဘာတွေလဲရှမ်းနီတွေပေါင်းလို့သိတဲ့အတိုင်းပဲ ဟုတ်ပြီနော်အဲ့တော့ဘာဖြစ်လဲအကုန်လုံးပြန့်နှံ့နေတဲ့ခေကြီးမှာနော်အကန့်အသတ်မရှိရပြန့်နှံ့နေတဲ့ခေကြီးမှာလူနည်းစုကတချင်ပြည်နေလို့တတ်မှတ်လိုက်တဲ့အတွက်ကြောင့်မလို့ငါတို့လူမျိုးငါတို့နေမြဆွဲအဆွဲရဒီနေ့ဘာဖြစ်သွားလဲကိုလိုအဲ့တော့ကြောင့်လို့ကိုကပြောချင်တာအန်ဒီအတော်ရှိတယ်နော်ဥမာပြင်ထားပါတော့ထားပါတော့ဒီနေ့ဆိုလို့ရှိရင်တော့ကိုတို့ဟလာတနင်္ဂနွေလို့ပြန်နိုင်တဲ့စီကိုတက်လာတဲ့ခါမှာတိုင်းရင်းသားပါတီ ရှိပါတယ်เนาะပြည်내အဆင့်တွေမှာလည်းဒါရှိတာပဲเนาะဒါရှိတယ်ပြောရင်တော့အစွဲလေးတွေပေါ့เนาะအဲ့ဒီအစွဲလေးတွေကတကယ်ကြားတဲ့အခါကျတော့ဟလာခုအဆင့်နဲ့ခုပေါ့เนาะမှာပြည်내တဲ့အတိုင်းကလည်းသူ့အဆင့်နဲ့သူ့ပေါ့နောက်တကနိုင်ငံအဆင့်ကလည်းသူ့အဆင့်နဲ့သူ့ပေါ့เนาะအဲ့ဒီကအစွဲမထားပဲနဲ့เนาะအားလုံးဒီငါတို့အတူနေကြတာဒီနိုင်ငံကောင်းကျိုးအတွက်ဆိုရရည်မှန်းချက်နဲ့ဆိုရင်တော့ပိုကောင်းနေမယ်